ချင်းကြီးနောက်အဖွဲ့ဝင်တပ်ဖွဲ့တွေပေါင်းစည်းပြီးချင်းပြည်နယ်ချင်းသမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပုံမူကြည့်လက်ခိုင်ပါတဲ့တပ်မတော်တရက် Standard Army အဖြစ်တိုးမြင့်ဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်ဒီလိုဖွဲ့စည်းနိုင်ရေးအခြေခံမူတွေချမှတ်ခဲ့တယ်လို့ချင်းကြီးနောက်အဖွဲ့ CB ကမေလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်ချင်းကြီးနောက်အဖွဲ့ CB ကဖွဲ့စည်းမဲ့ချစ်လက်ခိုင်ပါတဲ့တက်မတော်ဆိုတာဘာလဲဘလို့ပုံစံမျိုးလဲတည်တဲ့ပြစ်စုံကိုအာမီကတင်ဆက်ထားပါတယ် ချင်းပြည်တဲကလွမြောက်ရေးနေမြေတနေရာမှာဧပြီလ26ရက်နေ့ကနေ29ရက်နေ့အထိ၄ရက်တာပြုလုပ်ခဲ့တဲ့ချင်းညီနောင်အဖွဲ့ရဲ့မြေပြင်အစည်းအဝေးမှာချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့အခုစဉ်းစားထားတာတော့တဖွဲ့ချင်းစီတဖွဲ့ချင်းစီကြည်လစ်ဒီထက်ပိုကြည်လစ်ခိုင်မအောင်ကျွန်တော်လုပ်ရမယ်။အဲဒီတဖွဲ့ဝင်အဖွဲ့ဝင်တခုချင်းစီကကြည်လစ်ခိုင်မတဲ့အဲအဲ့လိုမျိုးတိုက်ဖြစ်လာပြီဆိုမှဒါကိုကျွန်တော်တို့ ပြန်ပေါ့မယ်ဆိုတော့တဖွဲ့အတွင်းချင်းစီမှာပဲတကယ် chain of command နဲ့ ethics တိ discipline ကောင်းတဲ့ဟာဖြစ်အောင်ကျွန်တော်တို့အားလုံးဝိုင်းဝန်းတိစောက်ကြမယ်ပေါ့နော်အဲ့ဒါပြီးမှပဲကျွန်တော်တို့ပြန်ဝိုင်းဝန်းလုပ်ကြမယ်တဖွဲ့ချင်းစီကဒီကြစ်လစ်တဲ့ဟိုစီကန်ရှိတဲ့တဖွဲ့တွေဖြစ်လာအောင်တိစောက်ရင်းနေမှာပေါ့နော်အဲ့ဒီကနေမှာပဲတဖြည်းဖြည်းပူးပေါင်းလာကြဖို့ပေါ့နော်အဲ့ဒီ၆ဖွဲ့လုံးတဖွဲ့ဖြစ်လာအောင်ပူးပေါင်းလာဖို့ပေါ့လေအဲ့လိုမျိုးပါ အဖွဲ၆ဖွဲကနေတဖွဲရဲဖြစ်လာတဲ့အခါမှာတော့ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပို့ပြီးတော့ကြစ်လက် ခိုင်းပါတဲ့တမတော်တရဲ Standard Army တိဆောက်ဖို့တဆင့်ချင်းစီစူးစမ်းလှုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။ဒီမှာတော့ကြစ်လက်ခိုင်းပါတဲ့တမတော်ဆိုတာပြောချင်တာကတော့ဟိုအမေနခမကောင်းနေဒီဂျင်းဝတ်တပိုးပေါ့နော် Ethics ဒီကောင်းကောင်းနားလည်တယ်ဒီဒီဘယ်လိုပြောမလဲ ိုဂျနီဗာကွန်ဗင်းရှင်းတဲ့ဘော်တွေပေါ်စားပေါ့နော်ပြီးတော့မှအဲဒီတက်ရိုက်ခိုက်ရှိရမယ်ပေါ့နော်ဒါစစ်တပ်ဆိုကြဲကတက်တက်ဆိုကြဲကဟိုယူနီဖောင်းဘလော့ကောင်းကောင်းလက်နဲ့ဘလော့ကောင်းကောင်းအမိန်နာခမဘလော့ရှိရှိတက်ရိုက်ခိုက်ရမရှင်းရလကားပဲဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့စီကန်ရှိရမယ်အမိန်နာမှာခမကောင်းရမယ်ချင်းဝတ်တဲ့ဘောတပွားလုံးဝနားလေရမယ်လေးစားလိုက်နိုင်ရမယ်တက်ရိုက်ခိုက်ရကောင်းရမယ် ပြီးတော့မှအင်အားရှိလာမယ်ဆိုတာမျိုးတစ်ခုပေါ့နော်ကျွန်တော်တို့ပြည်သူတွေကိုကောင်းကောင်းကာကွယ်ဖို့ကျွန်တော်ရဲ့ကိုချမကိုပြတ်တက်ကောင်းကောင်းကောင်းအာမခံနေတဲ့တတ်တတ်ဖြစ်လာအောင်ကျွန်တော်တို့ဘယ်လိုမျိုးပေါ့အဲ့ဒီတမတော်ဖက်ကိုပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်တို့ဆိုလိုချင်တာပါ ဒါအပြင်ချင်းမျိုးသားစီလုံးညီညွတ်ရေးနဲ့အနာဂတ်မှာချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ရေးအတွက်ဒန်းတူညီမျှခြင်းတရားမျှတခြင်းကိုကြမာကိုဖန်တီးနိုင်ခြင်းစတဲ့ဒီမိုကရေစီစံနှုန်းတွေပါဝင်တဲ့ချင်းညီနောင်ရဲ့ Turn off reference TOR အတိုင်းဆက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်